ျွန်တော်ပြောပြမယ်လွတ်တော်အမတ်တွေကစတည်တည်ကြကြမလေးလာဘူးတာတွေကိုကျွန်တော်ပြောပြမယ်လွတ်တော်အမတ်ဖြစ်တိုင်း2008ကိုမသိပါအောင်2008နဲ့ပတ်သက်ပြီးစာအုပ်ကြီးကင်ပြီးတော့လွတ်တော်အမတ်လုတ်လို့မရပါဘူးစာအုပ်ကြီးကင်ပြီးအလွတ်တော်အမတ်လုတ်ချင်းသည်နိုင်ငံနောက်ပြန်လှည့်စေလိမ့်မယ်ဒီမိုကရေစီပြတ်စေလိမ့်မယ်ကျွန်တော်ပြောတာတေချာနားထောင်တော့တော်တော်များများကစာအုပ်ကြီးကင်ပြီးတော့ပဲ 2008စာအုပ်ကြီးကင်ပြီးတော့ပဲလွတ်တော်တက်နေကြတာဗျမယုံသွားမိတ်လိုက်အဲ့လွတ်တော်အမတ်တွေကို2008ပွဲစည်းပုံအခြေခံဥပဒေပေါ်ပေါက်ဖို့ကိုဘလို့အချက်လက်တွေကစတင်ပါလဲလို့သွားမေးကြည့်လိုက်မပြောပြတတ်ဘူးဖြစ်သွားလိမ့်မယ်အဲ့တော့ဒီမှာကြည့်တဲ့ညီကောင်မောင်တွေကိုကျွန်တော်ကစအဦးဆုံး 2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ့လာကြရအောင်ဆိုတော့လင်္ကာလေးနဲ့ကျွန်တော်စပြောမယ်။ లైక్ ရေးကတော်တော်များများ Facebook ကလူတွေလည်းကျွန်တော်နဲ့ friend ဖြစ်မှုတဲ့သူတွေတိတယ်။ TikTok ကလူတွေလည်းတိတယ်။အဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုအလွယ်မှတ်ဖို့ဆိုလို့ရှိရင်လင်္ကာလေးကျွန်တော်ရေးထားပါတယ်။ဒေချာလိုက်ရေးထားပါအတန်ဖန်းခြင်းလည်းဖန်းထားလို့ရပါတယ်။ နှရောချင်းဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်စဉ်အလွယ်မှန်ဤလင်္ကာဥဒိတာက3တေချာလိုက်ကြည့်နော်တေချာရေးတာပါဥဒိတာက3ပေါင်းလိုက်တော့မူ6အသေးစိတ်မူ104ထွက်လာတော့59ခွန်15ခန်းပေါင်းစုံတော့2008ရဲ့ဖြစ်စဉ်ပေါ့ပြန်ရွတ်ပြမယ်နော် နှရောရှိဘွယ်စည်းဘုံအခြေခံဥပဒေဖြစ်စဉ်အလွယ်မှန်ဤလင်္ကာဥဒိတာက3ပေါင်းလိုက်တော့မူ6အသေးစိတ်မူ100လေးထွက်လာတော့59ခွန်15ခန်းပေါင်းစုံတော့2008ရဲ့ဖြစ်စဉ်ပေါ့တော်တော်များများသိတာက2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖက်လိုက်လို့ရှိရင်အခန်းပေါင်း15ခန်းရှိတယ်ပုံမှန်ပေါင်း458ခုရှိတယ်စာအုပ်ကြီးလောက်ပဲတော်တော်များများသိကြတာဒါပေမဲ့ဘလို့ပေါ်ပေါက်လာလဲဆိုတာ တာမန်အဖြစ်တိကြတာကအမျိုးသားညီလာခံကပေါ်ပေါက်လာလို့ပဲတာမန်အဖြစ်တိကြတာဒါပေမဲ့အဲ့လောက်မလွယ်ဘူးအဲ့လောက်လွယ်လွယ်လေးတိလို့ရင်တော့လွတ်တော်အမတ်လုပ်လို့မရဘူးကျွန်တော်တို့ကဥပဒေလို့ပြောလိုက်လို့ရှိရင်ဥပဒေပေါ်ပေါက်လာတဲ့တမိုင်းချောင်းကိုကျွန်တော်တိဖို့လိုအပ်တယ်ဒီပုံမှန်တစ်ခုချင်းစီကဘလို့အချက်လက်တွေကနေပေါ်ပေါက်လာတဲ့တိဖို့လိုအပ်တယ်မယုံလွတ်တော်အမတ်တွေသွားမယ်ကြည့်မတိဘူးဖွဲ့စည်းပုံအခြေခံဥပဒေမှာအခန်းပေါင်း15ခန်းရှိတယ် 15ခန်းပေါင်းစုံတော့လင်္ကာလေးရနော်ထွက်လာတော့6ခုပုံမှန်ပေါင်း458ခုရှိတဲ့အခန်း15ခန်းပေါင်းလာတဲ့စာအုပ်ကြီးအဲ့ဒါလေးပဲသိုံနဲ့မရဘူးဗျဒါကဘလို့ပေါ်ပေါက်လာသလဲအဲ့ဒါကိုကျွန်တော်မြင်အောင်ပြောမယ်တေချာလေးနားထောင်ပါကျွန်တော်မျိုးသားညီလာခံကျင်းပတဲ့ခါကျတော့နှစ်ပိုင်းခွဲကျင်းပါတယ်เนาะ63ကနေ66ကတပိုင်း နော်2400နဲ့2000ခေါ်တီတပိုင်း2003မှာဥခင်ညို့ရဲ့လမ်းစစ်ခေါ်နေရထွက်ပြီးတော့မှာ2004မှာစကျင်းပါအဲ့တော့ပရမပိုင်းကျေးပါတော့ကတော့ကော်မတီဥက္ကဋ္ဌကတော့ဘူချုပ်ကြီးမျိုးညွန့်ဒီဘက်ညောင်နေပင်လဲရောက်လေရောက်ကောဘူချုပ်ကြီးတိန်းစိန်ဟူတိန်းစိန်ကြီးကဥက္ကဋ္ဌအဲ့ဒီမှာကျွန်တော်တို့စပြီးတော့ဥတီရကာရဥတီချက်3ရက်ဥတီရ ဒါကြောင့်မို့ဥတီဥတီတာက3လို့ကျွန်တော်ကပြောတာဥတီချက်3ဒုဒ္ဒဝင်ရေး3ပါးကိုဥတီရတယ်ဒါပေမဲ့ဒုဒ္ဒဝင်ရေး3ပါးပါတဲ့မူ6ချက်ကိုအဓိက focus လုပ်ကြတယ်အဲ့ဒီမှာပုံချုပ်ကြီးမျိုးညွန်းကစပြီးတော့ဗောနော်ညီလာခံကိုယ်စားအမျိုးသားညီလာခံကိုယ်စားလော်ကြီးတွေအနေနဲ့ဆွေးနွေးကြတဲ့နေရာမှာမူ6ချက်ကိုအခြေခံပြီးဆွေးနွေးကြပါဆိုပြီးတော့ 啥比奥拉比亚？大家们罗屋里大家多多大个伊多嘛？喏，跑来一道木桥，反正我吃个屋里跑嘛，炒嘛伊在那了哩。家己开会讲个，家己伢沙龙做不？跑嘛会吃乎特别的。跑来一道木桥，阿哩你哪个？苗大你哪个嘛？阿哩木桥吃过？阿吃看味道就那多个，啥味道？新疆来的。屋里大家多跑来一道木桥。 အဲ့လောက်ထိတည်ကောင်းတည်လိမ့်မယ်ဒါပေမဲ့အဲ့ဒီအလဲမှာရှိတဲ့အချက်ကိုလွတ်တော်ကိုယ်စော်တွေမတည်ဘူးဘာလဲဒေါတာဝီသုံးပါးကို ဥတီပြီးတော့မူ6ချက်ကို focus လုပ်ကြတယ်6ချက်ဆိုတာမူဝါဒပဲရှိသေးတာနော်ဖြစ်ချင်တဲ့ဆန္ဒပဲရှိသေးတာအဲ့ဒီမူဝါဒ6ချက်ကိုအသေးစိတ်ခွဲလိုက်တော့အသေးစိတ်အခြေခံရမိမူတရားနဲ့၄ချက်ထွက်တယ်ဗျဒါကြောင့်မလို့ ဥတီလာကတော့ပေါင်းလိုက်တော့မူချက်အသေးစိတ်မူတရားလေးအဲအသေးစိတ်မူတရားလေးအသေးစိတ်အခြေခံရမယ်မူတရားလေးချက်စထွက်တယ်အဲ့ဒီတရားလေးချက်ပြီးသွားတော့မှအဲ့ဒီတရားလေးချက်ကိုပြန်ပြီးတော့ချုပ်လိုက်တဲ့အခါကျတော့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခန်း၁ပုံမှားပေါင်း58ခု အချုပ်ဖဲဗျအဲ့ဒီ58ခုကအဓိကကြားတယ်အခန်း၁က policy သဘော ကျန်တဲ့အခန်း1ကနေအခန်း15ဒီ14ခန်းကပရိုစီဂျာသဘောလွှတ်တော်အမှတ်တွေသွားမေးလို့ရှိရင်မေ့ကြည့်လိုက်ဒီ15ခန်းပါတဲ့ပုံမှန်458ခုကဘယ်ကနေစဉ်းသက်လာလဲသွားမေးလို့ရှိရင်ပြောလိုက်မယ်အလွယ်ပြောလိုက်မယ်သူတို့သိတာအလွယ်ဘယ်လိုပြောလဲမူဝါဒ6ချက်ကလို့ပဲတော်တော်နားလည်တဲ့သူဆိုရင်မူဝါဒ6ချက်ကစဉ်းသက်လာတယ်လို့ပြောလိုက်မယ်ဒါပေမဲ့မူဝါဒ6ချက်ဆိုတာတက်ကို မူဝါဒ6ချက်ကိုပြန်ပြီးအသေးစိတ်မူတရားနဲ့၄ချက်ထက်ထွက်ပါတယ်။ခေါင်းစဉ်တစ်ခုချင်းစီတစ်ခုချင်းစီရဲ့အသေးစိတ်မူတရား၄ဆိုအဲ့တော့မူဝါဒပေါင်းတရားနဲ့၄ချက်ကိုအရင်ပေါ်ထုတ်တာအမျိုးသားညီလာခံပါအဲ့ဒီတရားနဲ့၄ချက်မူဝါဒပြီးသွားမှ2008ထဲမှာဥပဒေဆိုပြီးတော့ထွက်လာတာအဲ့တော့2008ပွဲစည်းပုံအခြေခံဥပဒေဒီ ဘယ်ကနေဆင်းသက်လာလဲဆိုရင်အမျိုးသားညီလာခံကနေဆင်းသက်လာတာမဟုတ်ပါဘူးအသေးစိတ်မူ104ဆင်းသက်လာတာပါဒါဆိုအသေးစိတ်မူ104ဘယ်ကနေဆင်းသက်လာလဲမူဝါဒ6ချက်ကဆင်းသက်တာမူဝါဒ6ချက်ကတော့ဘယ်ကနေဆင်းသက်လာတာလဲတိုးတောင်အရေး၃ပါးကနေဆင်းသက်လာတာဖြစ်ပါတယ်အဲ့ဒါက single single ဖြစ်စင်ပါပဲ2008ရဲ့ဖြစ်စင်ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့မှတ်ထားလိုက်ပါ 2008ဘွယ်စည်းပုံအခြေခံဥပဒေဖြစ်စဉ်အလွယ်မှန်နီးလင်ကဥဒိတာကတော့ပေါင်းလိုက်တော့မူကြောင့်အသေးစိတ်မူ100လေး15ခန်းပေါင်းစုံတော့2008ရဲ့ဖြစ်စဉ်ပေါ့